ုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ရုံးဆက်ရမျိုးဖြစ်ပြီးမန္တလေးမြို့မှအရှိမြောက်ဖက်42မိုင်အကွာမှတည်ရှိပါတယ်။ပြည်ဦးလွင်မြို့ကမင်းမြို့ဟာမန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ရုံးဆက်ရမျိုးဖြစ်ပြီးမန္တလေးမြို့မှအရှိမြောက်ဖက်42မိုင်အကွာမှတည်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်တည်ရှိပေမဲ့အပူပိုင်းမိုးနဲ့ရေဝန်းတွင်မပါဝင်ပေအမြင့်ပေ3000ကျော်မှမြင်းနှိမ်လွင်ပြင်မှတည်ရှိလို့အေးမြတဲ့ရာသီဥတုရှိကရှမ်းကုန်းပြည်မြေရဲ့အနောက်ဘက်စွန်းကြပါတယ်။မူလအစကပြည်ဦးလွင်မှာဒနုလူမျိုးများနေထိုင်ရ များအရက်ဖြစ်ခဲ့ပြီးအခုအခါမှာတော့ရှမ်းနှင့်မြန်မာလူမျိုးပေါင်းစုံအပြင်တရုတ်အိန္ဒိယအစရှိတဲ့လူမျိုးများလည်းနေထိုင်ရာအရက်ဖြစ်ပါတယ်။ကိုယ်ကွယ်မှုအနေဖြင့်ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကအစ္စလမ်ခရစ်ယာန်ဟိန္ဒူကိုးကွယ်သူများလည်းရှိပါတယ်။ပြည်ဦးလွင်မြို့ကိုမေးမြို့တောင်လေကားမြို့ရောချယ်ရီမြေပန်းမြို့ရောစတဲ့အမည်ငါးမျိုးမှဲ့ခေါ်ကြပါတယ်။ပြည်ဦးလွင်မြို့ခေါ်မေးမြို့ကိုရောက်ခဲ့ရင်ဗြိတိရှကိုလိုနီခေတ်ဟန်ရောင်စုံအစအုံများမြင်းလဲများကအခြားသောမြို့များနဲ့မတူပဲ19ရာစုနှစ်က ်ကဒုတိယအင်္ဂလန်ကိုခေါ်ဆောင်သွားသလိုခန်းစားရပါလိမ့်မယ်။ဒီမျိုးလေးရဲ့သမိုင်းကြောင်းကတော့အောင်မြင်ပုံသားမဟာစုတောင်းပြည့်စည်းရီးမှပြင်ဦးလင်သမိုင်းနဲ့ပတ်သက်တဲ့ကြောက်စံအရာ1859နှစ်